အသင်းရကျန်းတိုက်နေပေမဲ့ထိတ်တန်းကစားသမားတွေကိုခေါ်ယူနိုင်စွမ်းရှိသေးရဲ့လို့ယုံကြည်နေတဲ့မန်ယူနီပြအန်မိုရင်း မန်ချက်စတာယူနိုက်တက်အသင်းဆိုတာကကမ္ဘာပေါ်ဟာအကြီးကျယ်အခမ်းအနားဆုံးအသင်းတွေထဲမှာပါဝင်ပါတယ်။တစ်ချိန်တော့ဆိုရင်မန်ယူအသင်းကကမ္ဘာပေါ်မှာဘယ်သူမှတောင်မှမော်မကြည့်ရခဲ့တဲ့အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ဖာဂူဆန်ရဲ့ရွှေခေတ်မှာမန်ယူအသင်းကပြိုင်ဘက်အသင်းတွေမနာလိုရလောက်တဲ့အထီးကိုစူဖလာအောင်မြင်မှုတွေများစွာရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒါရီကပါဇက်ရာဇဝင်တစ်ခုလိုသာကျန်ရစ်ခဲ့ပြီလဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့လက်ရှိမန်ယူအသင်းဟာဖာဂူဆန်အနားယူသွားပြီးခရေကနလန်ပြန်ပြီးတော့မထူနိုင်သေးပဲတရားသည်ပြီးတရားသည်အချိန်လေးတွေကပူပူလို့သာဆိုးလာခဲ့ပါရင် Ultra Force ကိုရောက်လာကြတဲ့ထိတ်တန်းနီးပြတွေထိတ်တန်းကစားသမားတွေကတရားပြီးတရားလက်ပလာနဲ့သာပြန်လည်ပြီးတော့ထွက်ခွာသွားကြပါရင်တချို့ကစားသမားတွေဆိုရင်တခြားအသင်းတွေမှာဘလောက်ပဲခြေစွမ်းကောင်းနေပြခဲ့ပြခဲ့မန်ယူအသင်းကိုရောက်တဲ့အခါမှာနေခြင်းညခြင်းဆိုသလိုပဲရုပ်ချီးပြောင်းပွဲသွားသလိုအချိန်ချင်း င်မြင်ခဲ့ကြပါတယ်။နောက်ပြီးတော့အသင်းကလည်းစူပလန်းအောင်မြင်မှုတွေထက်ပြလဲတီဆောင်ကြီးအပေါ်ကအာယုံဆိုင်လာရတာကြောင့်စူပလန်းလိုချင်တဲ့ကစားသမားတွေက မန်ယူဆိုတဲ့အတန်ကြားတာနဲ့ပြောင်းရွှေ့ဖို့ကိုအနေငယ်တွေ့ဝေလာကြပါတယ်။ကစားမတယောက်ရဲ့အကောင်းဆုံးအချိန်ကဒိမ့်မကြတတ်တာကြောင့်စူဖလားမတည်ကြတဲ့အသင်းစီကိုမပြောင်းကျင်ကြတော့တာကတဘာဝတော့လည်းကြပါတယ်။အခုရာသီမှာဆိုရင်တော့မန်ယူအသင်းရဲ့အခြေအနေကအရင်ရာသီတွေထက်တောင်မှပိုပြီးတော့ဆိုးနေပါတယ်။ပရီးမီယာလိအမှတ်ပေးစရာမှာဆိုရင်အဆင့်30အတွင်းတောင်မှမဝင်တော့ပဲရာသီတင်ရမယ့်အခြေအနေမျိုးနဲ့ကြုံနေရတာလည်းဖြစ်ပါတယ်။ ကီရင်ဖလားရီမှာလည်းမန်ယူအသင်းကအောင်မြင်မှုမရခဲ့ပဲနဲ့ဒီရသည်မှာမျောလင်းလို့မရနိုင်တော့တဲ့ဆူဖလားဆိုတာတွေများနေပါတယ်မျောလင်းလို့ရတာဆိုလို့ယူရိုပါလိဖလားတစ်လုံးကကြန့်ရှိတော့တာလည်းဖြစ်ပါတယ် ယူရိုပါလိဗလာရခဲ့ရင်ပြိတ္တိအတွက်အနေငယ်ဖြည့်သိမ်းစရာဖြစ်တဲ့အပြင်နောက်ရသည်ချန်ပီယံလိလည်းကစားကွင်းရမှာဖြစ်ပါရယ်။ဒါပေမဲ့အကယ်၍များကန်ဆိုပြီးတော့မရခဲ့ဘူးဆိုရင်တော့မန်ယူသင်ကဒီရာသီကိုဖလားလက်မဲ့အဖြစ်နဲ့အဆုံးသတ်ရမယ့်အပြင်နောက်ရသည်မှာအော်ရောပါပွဲစဉ်တွေကိုလည်းလုံးဝကစားကွင်းရှိတော့မှာမဟုတ်ပါဘူး။အဲ့ဒီအခါကျရင်တော့အသင်းသီးတသင်းအနေနဲ့ကတော့ဝင်ငွေပိုင်းဆိုင်ရာမှာတိတိကျကျစိုးကြိုးတွေရှိလာမှာလည်းဖြစ်ပါရယ်။ ပြောရမယ်ဆိုရင်တော့လာမယ့်တွင်မှာခေါ်ယူသွားဖို့လှုံ့ဆောင်နေတဲ့အပြောင်းအရွှေ့တွေမှာလည်းဒီလိုမျိုးဖြစ်သွားမယ်ဆိုရင်တော့တည်ရောက်မှုတွေရှိလာနိုင်တာလည်းဖြစ်ပါတယ် ဘယ်လိုမျိုးလဲဆိုရင်တော့အလရှိမန်ယူအသင်းကပြင်မှတ်ထားနေတဲ့ကစားသမားတွေကဥရောပပွဲစဉ်တွေမကန်ရမှာကိုထည့်သွင်းစဉ်းစားနိုင်ပြီးတော့မန်ယူအသင်းစီလာဖို့ကိုတွေးဝေသွားနိုင်မှာလည်းဖြစ်ပါတယ်။ဒါပေမဲ့အမ်မိုရင်ကတော့အရာနဲ့ပတ်သက်လို့လုံးဝကိုစိုးရိမ်မှုမရှိဘဲနဲ့ယုံကြည်ချက်ခံမာနေတဲ့ပုံရပါတယ်။မန်ယူဆိုတဲ့ကုန်သက်ကမြန်မာတဲ့ပုံရိပ်ဟာအခုထိလည်းရှိသေးတယ်လို့အမ်မိုရင်ကယုံကြည်နေပြီးတော့ယုံကြည်ချက်အခိုင်အမာရှိပြီးတော့ မန်ယူဆိုတဲ့ဂုံတိတ်ခါကိုဥရောပဝင်ခွင့်မရမှာလဲဟိုမစိုးရိမ်မဲနဲ့ဥရောပဝင်ခွင့်မရဘူးဆိုရင်လည်းအသင်းကပြစ်မှတ်ထားတဲ့ကစားသမားတွေကိုရအောင်ခေါ်ယူသွားနိုင်မယ်ဆိုပြီးတော့ပြောဆိုလာတာလည်းဖြစ်ပါတယ်။ဒါကမန်ချက်စတာယူနိုက်တက်အသင်းမှာကျွန်တော်ခန်းစားမိသလောက် ကတော့ကျွန်တော်တို့အသင်းမှာလာပြီးတော့ကစားကြတဲ့ကစားသမားတွေအများကြီးရှိနေတာဆိုတာပါပဲ။ ျွန်တော်တို့အသင်းကိုအခုချိန်မှာကြည့်လိုက်မယ်ဆိုရင်ဝန်ထမ်းတွေရှော်တဲ့ကိစ္စတွေကအသင်းထိပ်ပိုင်းကထွက်တဲ့လူတွေကနှီးပြပြောင်းတာတွေကရလတ်မကောင်းတာတွေကစသဖြင့်ပြဿနာမျိုးစုံ ဖြစ်နေတာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာဘာဖြစ်ချင်လဲဘယ်လိုသွားနေလဲဆိုတော့ရှင်းလင်းတဲ့ idea ရှိပါတယ်။အဲ့ဒါကကစားသမားတအူးကိုရှင်းပြဖို့အတွက်အလွယ်ကူဆုံးအပိုင်းပါပဲ။နောက်ပြီးတော့ ပြောရမယ်ဆိုရင်ဒါမန်ချက်စတာယူနိုက်တက်အသင်းမှာမန်ယူအသင်းအတွက်ဆိုရင်လူတိုင်းကစားပေးကြင်ကြပါတယ်ဆိုပြီးတော့အမိုရင်ကပြောဆိုလာတာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့အမိုရင်ကလာမယ့်နှွေစည်းကွက်အတွင်သူ့အနေနဲ့ဘယ်ကစားသမားတွေကိုခေါ်ခြင်းလဲဘယ်ကစားသမားတွေကိုရောင်းထုတ်သွားခြင်းလဲဆိုတာကိုတိတိကျကျဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းအမိုရင်ကလက်ရှိကစားသမားတွေနဲ့လည်းတခုခုရအောင်သူလုပ်နိုင်တယ်လို့ယုံကြည်တဲ့အကြောင်းပြောဆိုခဲ့ရလဲဖြစ်ပါတယ်။ ကက်စမရူကအကောင်းဆုံးဥပမာပဲလို့ကျွန်တော်ထင်ပါတယ်။သူကကစားပွဲမရနိုင်ခဲ့တဲ့ကစားသမားတဦးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုနောက်ဆုံးကစားထားတဲ့ပွဲတွေကိုကြည့်လိုက်ရင်သူကအသင်းရဲ့တစိမ့်တစ်ပိုင်းအဖြစ်နဲ့ပါဝင်ကစားပေးနေပါတယ်။သူကတော်တော်လေးကောင်းအောင်ခြေစွမ်းပြထားပါတယ်။အဲဒီအတွက်ကျွန်တော်ပြောင်းလဲမလုပ်တဲ့နေပြမျိုးတော့မဟုတ်ပါဘူး။ကျွန်တော်ရဲ့စိတ်ကိုပြောင်းလဲရတာကြိုက်ပါတယ်။သူတို့ကကျွန်တော်ရဲ့စိတ်ကိုပြောင်းလဲပေးမယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်အရင်ကကြေနပ်မှာပါ။ ျွန်တော်ကနိုင်ပွဲတွေရပြီးတော့အတင်းမှာအကောင်းဆုံးကစားသမားတွေရှိခြင်းနဲ့စိတ်ပဲရှိပါတယ်ဆိုပြီးတော့ Amoring ကပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်